နည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်တဆင်အောင်လွှဲမှာပါစေ။2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ ဝေရေးချင်းနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေသူကစိတ်အနှောက်ရှက်ဖြစ်စရာများနဲ့ကြုံရတတ်တဲ့အလုံးမှလည်းသူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တဲ့ကိုဘလောက်ပဲကောင်းလို့ပဲကိုဘလောက်ပဲအစီပြောင်းလို့ပဲကိုကိုအကောင်းမမြင်တာအကောင်းအထင်မခံရတာမျိုးလေဒီနေ့မှကြုံရတတ်တဲ့ရစရာရှိတဲ့ဝေရေးချင်းတွေကဒီနေ့မှပြန်မရပဲနဲ့ ထင်ငေါ်ကြံကြာနေတဲ့ဒီအေရီငွေကြီးကိစ္စတွက်တည်လေဒီနေ့မှာတအားကြီးကိုစိတ်ရှုပ်စိတ်ညစ်စရာများနဲ့ကြုံရတတ်တယ်။ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။ချစ်သူကမိမိကို အထင်လွဲအဆွဆွေလေဒီနေ့မှာခံရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်မှာအပြာယောင်နဲ့အညူယောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာလပိတ်ရေကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်လွှဲမပါစေ။၂၀၂၅ခုနှစ်အောက်တိုဘာလ 28ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်ဇလန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာထင်ငော့ကြံ့ကြာနေတဲ့ကိစ္စတွေကဒီနေ့အတွက်ပြန်လည်ပြည်လည်သွားတတ်တယ်။ကောင်းတဲ့အပြောင်းအလဲတွေနဲ့လည်းဒီနေ့မှာ ပြန်လဲကျူလီယာတက်တဲ့လက်လွန်နေတဲ့ငွေကြီးတွေဒီနေ့မှပြန်ဝင်လာတတ်တယ်အချီရေးမှလည်းตายရတယ်နော်ကျမကြီးအနေနဲ့ကိုလည်းရရန်တာရှင်ဘတ်အောင်တဲ့ကုသနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှအစိမ်းအောင်တဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိပြားမှလဖက်ရေ ကလူပေးရမှာဖြစ်ပါရဲ့ရှင် ။အနည်းငယ်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ရှင်တွင်မှာပါစေ။2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်မိတ်ဆွေအရင်ဆရာသမားအရင်များနဲ့လည်း ဒီနေ့မှာသူတို့နဲ့ပတ်သက်ပြီးသွားရင်စိတ်ကြီးရတာစိတ်ရှုပ်ရတာစိတ်တော်ကတွေကြုံရတတ်တယ်ချစ်သူစီကနေပြီးတော့လေမင်္ဂလာတရင်တွေတရင်ကောင်းကြရတတ်တယ်ရွှေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးသွားရင်မင်္ဂလာတရင်တွေကြရတတ်တယ်ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့လေးဖြစ်ပြီးတော့ကံကောင်းတဲ့အကြောင်းမှာ အဖြူရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိဖျား မှာမဟင်းကကလူပေးရမှာဖြစ်ပါရရှင်။ခொနီယကမိမိရှင်များ အားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကို ဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်ုံလွှဲမှားပါစေ 2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာအလုတ်ထဲမှာစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်တော်ကရီနဲ့ဒီနေ့အတွက်ကြုံရတဲ့ ဝင်ရေးကြေးရေးနေရာတိုင်းငယ်များ ਨੇ ပသက်ပြီးသွားရင်ဒီနေ့တော့စိတ်ရှည်တီးခန္ဓာကပို့ပြီးတော့အဆင်ပြေအောင်မြင်နေနော်မြေကိစ္စအမွေကိစ္စဖုံးအတဲ့ဒီပနတ် လျှက်စစ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှလည်းဒီနေ့မှအစဉ်ပြေမယ်အောင်မြင်မယ်အချိန်ရင်းမှလည်းအထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့သတိထားနော်စီဘူးမီဘူးအပူလောင်တာမျိုးတွေဖြစ်တတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှအနီရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာ အိုးယိုငါကူကလူပြေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှာပါစေ။2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ကျသာပရိသတ်သမီးများအတွက် ဒီနေ့ဒါဝဇရံဖြစ်ပါတယ်ဂျာကာပရိသသမီးများအတွက်ဒီနေ့မှာဝေကြီးကိစ္စတွေကအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ဝေကြီးတွေကအဖက်ဖက်ကနေပြီးဝင်လာတတ်တယ်ဒီနေ့မှာ စေးမားတတ်တယ်အစာမားတတ်တယ်အထူးသတိထားနော်ဝေကြီးတွေငွေဝင်မဲ့ဖျားပုံတော့ရဟန္တာပုံတော့အိမ်ကိုကြွက်လာရင်ထီ80ရာခိုင်နှုန်းဒီပေါကင်းရှိတယ်နော် ဒီထိုးပြအောင်ဒီထိုးနော်ကျမရဲ့အနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှလည်းအထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအစိမ်းအောင်ပဲဖြစ်ပါရဲ့ရေရာအနေနဲ့မိမိအရှိဖျားမှာခောက်ဆွဲကြုံကလူပေးရမှာဖြစ်ပါရဲ့ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့ဆာရွက်ဆာတန်းတွေစကြုပ်တွေတတိယနော် ပြက်တာပျောက်တာအသိန်းလုံးတာအထားမားတာမျိုးတွေဆုံးရှုံးမှုတွေဖြစ်တတ်တယ်အလုပ်ထဲမှာလည်းဒီနေ့တော့စိတ်ပန်းလူပန်းဖြစ်နေပြီးတော့လူကအလုပ်ထဲမှာစိတ်မပါတာရောင်းလဲလဲရောင်းချာချာဖြစ်တာမျိုးတွေဒီနေ့မှဖြစ်နေတတ်တယ်ရင်းနှီးတဲ့မိရှိတူးနဲ့ပတ်သက်ပြီးတော့လည်းသူတို့အတွက်ကိုကစိတ်ရှုပ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်သူတို့ပြဿနာတွေမှာ ကိုကဂျာညက်တာမျိုးဖြစ်တတ်တဲ့တတိထားနော်ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးချစ်သူရှိက နေပြီးတော့မထင်မှတ်တဲ့မထင်မှတ်ထားတဲ့လက်ဆောင်လေးဒီနေ့မှရရှိတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၁ဖြစ်ပြီးတော့အချိုးပေးတဲ့အရာမှာအနက်ရောင်နဲ့ရှူပါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာပုံသီးပါရဲမို့ ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်ရွေးမပါစေ။2025ခုနှစ်အောက်တိုဘာလ29ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟော်စဒန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာအလုတ်ကို အရှိအဟုန်နဲ့တိုးချဲ့တဲ့နေမျိုးဖြစ်ပါတယ်။အတိုက်အခံမှန်သမျှအနိုင်ရနိုင်တော်လေမိမိတို့ရဲ့မိတ်ဆွေနီးကပ်လူရင်းလူမျိုးကဒုက္ခပေးခြင်းကိုဒီနေ့မှာခံရတတ်တယ်။အိမ်တော်ရေးမှာတော့ငွေရေးကြီးတွေကို အကြောင်းပြုပြီးတော့စကားများတာစကားပြောဆိုဖြည့်ရှင်းရတာမျိုးတွေဖြစ်တတ်တယ်အချိန်မှလည်းကြားလေတွေးလို့ဝေးနေရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှအနက်ရောင်နဲ့မရမ်းရောင်ပဲဖြစ်ပါတယ်ရှရိယာအနေနဲ့မိမိအရှိဖျားမှရှောက်သီးတော့ကလူပေးရမှာဖြစ်ပါရဲ့ရှင်